ပြောင်းလဲမင်္ဂလာပါကျွန်တော်တို့ Fighter Entertainment အစီအစဉ်ပုံမှန်ဆက်နေတယ်ရွှေကင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ Discussion နဲ့လည်းပွဲလောက်ပါเนาะဒီနေ့28ရက်နေ့ပါเนาะမြန်မာရိုးရာလဝိတ်စင်ကောပွဲမှာကျွန်တော်ရှင်ပြန်သွားခဲ့တယ်ပေါ့เนาะ Tournament နိုင်နဲ့ကျွန်တော်ဆုတ်ထုတ်အောင်လို့တွေ့ဆုံခဲ့တဲ့ပွဲလေးပေါ့เนาะဆိုတော့ခုဒီပွဲလို့ကျွန်တော်တို့ကြည့်လိုက်အောင်เนาะ Okay ခုမနက်အလီအောင်ပေါ့မနက်ပြောင်းတော့ပြောင်းပေါင်းနေเนาะခုနကရော1 Championship မှာနေတဲ့ Fighter ပေါ့เนาะဆုတ်ထုတ်အောင်တော့ ပြည်တွင်းပွဲတွေမှာပဲထိုးနေပါတော့တော်တော်ဝမ်းချမ်းပဲရှစ်ကထိုးထိုးနေတယ်မြန်မာလက်ဝဲကမှလည်းပြည်တွင်းပွဲတွေထိုးရလက်ဝဲကမှတော့တိတိတ်ကွာသွားလဲဆိုကြည့်အောင်နော်ဆိုထိုးအောင်မှာတော့ပြည်တွင်းပွဲတွေမှာသူအလဲထိုးရခက်တဲ့အထက်မှာပါရနော်တော်လေးကိုမအောင်မြင်နေပြည်တွင်းပွဲတွေမှာသုံးတောင်ဖိုက်တာတွေလက်ထိုးနိုင်အောင်တောင်ကလေးကလည်းနိုင်ကြည့်တောင်ကလေးကလက်ထိုးရမှာရမှာကိုတာမင်းရအောင်ဆိုထိုးအောင်လုပ်ခဲ့တဲ့ကနေထိုးမင်းနိုင်အောင် ထုံးမနေတော့ one shot ရင်းစစ်မှာပွဲတွေထိုးတာတော့ပွဲအတွေ့အကြုံတော်လေးကိုတတ်နိုင်မှာတကယ်ကောင်းတဲ့ fighter တွေနဲ့ထိုးခဲ့တဲ့ခါကျတော့ဒီလိုပွဲမှာပဲထိုးတဲ့ကြိုးရလုပ်ပေးမှရတယ်နည်းနည်းတက်လုံးတပုတ်ကရှိုးလေနော်ပုတ်သူ့အောင် push ခဲ့တဲ့နေတာလေထုံးမနေတော့တိုက်ဖို့မကြိုးတော့နော်ဒုံးပြောဒုံးပြောအကျူလောက်ပဲနိုင် ။အိုးကောင်းတာအေဘိုးထိပါရည်နော်။ဆိုထူအောင်ရဲ့လက်တီအဝင်းမှာထုံးမင်းနိုင်ရဲ့တတောင်ရက်ချက်နော်။ကောင်းတာတတောင်ရက်ချက်ဆိုထူအောင်ဟုတ်အဘမောက quality နော်ကေတာလေးကတော့ဒီနေ့ရှင်မြန်သွားခဲ့တဲ့ဆော့ထူအောင်နဲ့ထူးမင်းနိုင်တို့ရဲ့ပွဲမှာထူးမင်းနိုင်နေတဲ့ပထမရှင်မြန်နဲ့ဆော့ထူအောင်အလေးထူးနဲ့ နိုင်ရတော့ဖြစ်ပါတော့ဆိုတော့1 championship မှာတက်ထိုးနေတဲ့မြန်မာ fighter တွေရဲ့လက်ရည်တွေပေါ့နော်ဒီ twin boy တွေမှာထိုးတဲ့မြန်မာ fighter တွေရဲ့လက်ရည်တော်လေးကိုပွာသွားတာတွေ့ရတယ်နော်ဆိုတော့ဆုံးနေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားတဲ့လို့ program တွေကိုနေ့စဉ်မြတ်ပုံမှန်စက်ပြီးတော့ဖြစ်လို့ကျွန်တော် YouTube channel ကို subscribe လုပ်ပြီး subscribe လုပ်တော့ပြကြပါနော်အားလုံးကျေးဇူးတင်ပါတယ်